အရခတက်တော် AA ဟာ2023နိုဝင်ဘာမှာရခိုင်ကိုပြန်လည်စစ်ဆင်ခဲ့ပြီး2025မေလမှာတော့တိသာထင်ရှားထူးခြားတဲ့အောင်မြင်မှုတွေရရှိနေပြီဖြစ်ပါတယ်။လက်ရှိရခိုင်မှာစစ်တွေကြောက်ဖြူမန်အောင်တို့ပဲစစ်တပ်ထိန်းချုပ်မှုအောက်မှာရှိပါတယ်။စစ်တွေနဲ့ကြောက်ဖြူမှာတိုက်ပွဲတွေဖြစ်နေပြီးတနတ်တံမထွက်တာမန်အောင်ပဲရှိပါတော့တယ်။အိန္ဒိယနယ်စပ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်လုံးကိုလည်းအေအေကစိုးမိုးထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အေအေဟာနေဆက်တွေကိုထိန်းချုပ်နိုင်ခဲ့လို့ဘင်္ဂလားဒေ့ရှ်ရောအိန္ဒိယကပါတရားဝင်မဟုတ်ပေမဲ့မဖြစ်မနေဆက်ဆံရမယ်အဖွဲ့အစည်းအဖြစ်သတ်မှတ်ဆက်ဆံတာတွေ့ရပါတယ်ဘင်္ဂလားဒေ့ရှ်အစိုးရကတရိုက်ကင်တွယ်ဆက်ဆံပြီးအိန္ဒိယအစိုးရကမီဇိုရန်ပြည်နယ်အစိုးရကတဆင့်ကင်တွယ်ဆက်ဆံပါတယ်ဘင်္ဂလားဒေ့ရှ်အနေနဲ့စစ်ကောင်စီကနေဆက်တလျှောက်လုံးကိုမထိန်းချုပ်နိုင်တာကြောင့်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုနဲ့လုံးဝအဆက်အသွယ်မလုပ်လို့မရကြောင်း ကိုယ်နိုင်ငံအကျိုးစီးပွားအတွက်ဆက်သွယ်ရေးကိုလိုအပ်သလိုထိမ့်ထိမ့်တင်းတင်းလုပ်သွားမယ်ဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်ဟာအချုပ်အခြာပိုင်နိုင်ငံတစ်ခုဖြစ်ပြီးရပ်ရက်အစိုးရအနေနဲ့နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကာကွယ်မြင့်တင်ဖို့အတွက်လိုအပ်တယ်လို့ယူဆတဲ့ဘဲအဖွဲ့အစည်းနဲ့မဆိုချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးနဲ့နိုင်ငံသားရဲ့အကြံပေးတို့ကပြောကြားခဲ့ပါတယ်။ဒါကြောင့် AA ရဲ့စီးရဲအောင်ပွဲရလအဖြစ်နေဆက်တွေကိုချုပ်ကင်နိုင်ပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်အိန္ဒိယတို့နဲ့ဆက်ဆံရေးစတင်မြင်တွေ့လာရပါတယ်။ရခိုင်စစ်ပွဲတစ်လျှောက်မှာအေအေနဲ့ရခိုင်လူထုရင်ဆိုင်ရတာကစစ်ကောင်စီရဲ့ဖျက်လေးပြက်ပါ။အခြေခံရိခါမဖျက်တော့ပေမဲ့စေဝါလောင်စာစီဝတ်တဲ့ဖြည့်ဆွက်ရိခါတွေဖျက်တော့ထားပါတယ်။ဒါပေမဲ့အေအေနဲ့ရခိုင်လူထုကံကောင်းတာကအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့ဟာ အယုတ်လိုမြန်မာပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်တယ်လို့စစ်ကောင်စီနဲ့ပူးပေါင်းလှုပ်ဆောင်တာမရှိတဲ့အပြင်ဖိအားပေးအကြမ်းမကင်ပဲအတိအမှတ်ပြုဆက်ဆံပါတယ်အကန့်အသတ်တချို့ရှိပေမဲ့နေဆက်ကုံသွဲမှုကိုခွင့်ပြုခဲ့ပါတယ်ဒီနေဆက်ကုံသွဲရေးဟာကျန်ငွေဘီလီယံနဲ့ချီပမာဏရှိတာကြောင့်အိန္ဒိယကလည်းအကျိုးဖြစ်ထွန်းနေလို့အကြောင်းမဲ့ပိတ်ပင်ဖို့ခဲယဉ်ပါတယ်အလားတူဘင်္ဂလားဒေ့ရှ်နေဆက်ကုံသွဲရေးဖြစ်ပေါ်လာတာလည်းတွေ့ရပါတယ်ဒါကြောင့် ကုန်ပစ္စည်းရှားပါမှုရော့ကျသွားပြီးကုန်စည်းနှုန်းထက်ဝက်လောက်ကျသွားပါတယ်။ရခိုင်က နေလဲလေယာထွက်သီးနှံနဲ့ရေထွက်ကုန်တချို့ပြပဈေးကွက်ကိုတင်ပို့ရောင်းချခွင့်ရလို့အတိုင်းအတာတစ်ခုတည်းအဆင်ပြေလာကြပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့နေဆက်ပြဿနာရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်ပြဿနာတွေဆွေးနွေးအဖြစ်ရှာဖို့အေအေနဲ့ထိတွေ့မှရမယ်ဆိုတဲ့အမြင်ကို အစိုးရအကြံပေးတွေကပြောဆိုခဲ့တယ်လို့အစိုးရကလည်းလက်ခံတာတွေ့ရပါတယ်။ပြောင်းလဲလာတဲ့ရခိုင်အခြေအနေ အောက်မှာကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ဟာ2025မတ်လကဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာမွတ်စလင်ဒုက္ခသည်စခန်းကိုတွားရောက်ခဲ့ပြီးရခိုင်ရင်းနဲ့ပတ်သက်ရင်အေအေနဲ့ဆက်ဆံဖို့လိုအပ်တယ်လို့အရေးကြီးတဲ့မှတ်ချက်ပေးခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေမျှော်လင့်နေတာကမွတ်စလင်ဒုက္ခသည်တွေရခိုင်ပြန်ပို့ရေးဖြစ်ပြီး လက်ရှိအေအေအုပ်ချုပ်တဲ့ဒေသတွေမှာရှိတဲ့မွတ်စလင်တွေနေထိုင်မှုဘဝတွေကလည်းဘင်္ဂလားဒေ့ရှ်အစိုးရကိုစိတ်ကြင်နှံ့မှုပေးပုံရပါတယ်မွတ်စလင်အဖွဲ့အစည်းတချို့ကတိုက်ခိုက်တာ ရှိပေပဲလေအေအေထိန်းချုပ်တဲ့နေအမြေမှာနေထိုင်လို့ရနိုင်တယ်လို့စဉ်းစားလာပုံရပါတယ်ဘင်္ဂလားဒေ့ရှ်ဘက်ကဒုက္ခသည်တွေအတွက်ဘေးကင်းတဲ့ဇုံတစ်ခုဖန်တီးပေးဖို့ဆိုတဲ့အယူအဆကိုဆွဲကင်ထားစေပါဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီတချို့ရဲ့တိကျပြင်းတဲ့သတ်မှတ်ရေးဆိုတာက ဆွေးနွေးဖို့ခက်ခဲပေမဲ့ရခိုင်တွင်နဲ့တန်းတူရမယ်နိုင်ငံသားတယောက်အခွင့်အရေးကလည်းဖြည့်ရှင်းဖို့အတွက်လမ်းစာပွင့်တယ်လို့ဆိုရမှာဖြစ်ပါတယ်2024နှစ်စံဝူတီတောင်တိုက်ပွဲစကတဲ့ကအာရကန်ရိုဟင်ဂျာကဲတင်ရေးတပ်အာစာအာရကန်ရိုဟင်ဂျာတပ်မတော် ARA ရိုဟင်ဂျာသွေးစီညီညွတ်ရေးအဖွဲ့ RSO စတဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တချို့ဟာစစ်ကောင်စီနဲ့ပူးပေါင်းလို့ လက်နက်ခဲယံအထောက်ပံ့ရယူကာသူစော့တီအနေနဲ့အေအေကိုပြန်တိုက်ခိုက်ပြီးလူမျိုးရေးဘာသာရေးအမုန်းတရားတွေဖန်တီးပါတယ်အမှတ်ငါးနယ်ကြားဆောင်တပ်ဖွဲ့ကွဲနခခငါစခန်းကျသွားပြီးတဲ့နောက်မောင်တော်နဲ့ဘူးတိတောင်နယ်မြေကစစ်တပ်အခြေစိုက်စခန်းတွေလုံးဝကင်းစင်သွားတဲ့အချိန်မှာမော်စလင်ပြူစော့တီတွေဟာအာစာ ARA RSU အဖွဲ့တွေနဲ့ပေါင်းပြီး AA ကိုပြန်တိုက်မယ်လို့ကြွေးကြော်ကြပါတယ် ဒီမွတ်စလင်လက်နက်ကိုင်ဖွဲ့စည်းတွေဟာဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာလူသစ်အဓမ္မစုဆောင်းတာဗိုလ်ကြတာရာဇဝတ်မှုကျူးလွန်တာဘူးရဲ့စေဝါရောင်းဝယ်တာတွေကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာပြဿနာပေါင်းစုံ ဖြစ်နေပါတယ်လက်ရှိကုလသမဂ္ဂနဲ့ဘင်္ဂလားဒေ့ရှ်အနာပိုင်တွေဒုက္ခသည်ပြဿနာဖြေရှင်းဖို့အတွက်အေအေဘက်ကမျက်နှာမူလာတာဟာအကျန်းဖက်သမားပြဿနာကိုဆွေးနွေးဖြေရှင်းဖို့လမ်းစာပွင့်တယ်လို့ဆိုရမှာပါ ကုလသမဂ္ဂအဆိုပြုချက်အရဘင်္ဂလားဒေ့ရှ်ကနေဆက်ဖြတ်ကျော်ပြီးရခိုင်အတွက်ကုလသမဂ္ဂအကူအညီပေးရေးအစီအစဉ်ကိုယူနုအစိုးရကသဘောတူထားပါတယ်ဒီအစီအစဉ်ဖြစ်မြောက်ရင်မွတ်စလင်ဒုက္ခသည်တွေသာမက ရခိုင်စစ်ဘေးဒုက္ခသည်တွေအတွက်ပါအကျိုးရှိမှာဖြစ်ပေမဲ့လည်း2025မေလကုန်မှာဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ကသွေးစွန်းသည့်စင်ကြံလန်းဆိုပြီးပြင်းပြင်းထန်ထန်ကန့်ကွက်လို့အစီအစဉ်ရပ်ဆိုင်းသွားပါတယ် ယူနိုအစိုးရကဒုက္ခသည်ပြဿနာဖြေရှင်းရေးဥတီကြည့်ပေမဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအမေရိကန်နဲ့တရုတ်အင်အားကြီးနှစ်နိုင်ငံအကြားအခက်တွေ့နိုင်တဲ့အခြေအနေကိုရှောင်လွဲလိုပုံရပါတယ်။ရခိုင်ပြည်တွင်းမှာဖြေရှင်းရမယ့်ခက်ခဲရှုပ်ထွေးတဲ့ပြဿနာတွေကိုတထိုင်တည်းဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။အထူးသဖြင့်ရိုဟင်ဂျာပြဿနာအတွက်အဆင့်များစွာဖြတ်တန်းရအောင်မှာပါ။ အတားအဆီးတွေလည်းရင်ဆိုင်ရအောင်ပါပါဒါပေမဲ့ဖြည့်ရှင်းဖို့လမ်းစာတွေပွင့်လာပြီးနိုင်ငံရေးအရေးတွေဖြစ်ပေါ်လာတာတွေ့ရတဲ့အပြင်နေဆက်ကုံသွေးရေးလမ်းကြောင်းတွေလည်းပွင့်လာပါပြီဒါကြောင့်ရခိုင်ရဲ့စီးရေးအောင်ပွဲတွေဟာအိမ်နီးချင်းနိုင်ငံတွေရဲ့နိုင်ငံရေးတန်တမာရေးသဘောထားတွေအပေါ်တည်ရောက်မှုကြီးမားတာကို ရှင်းလင်းစွာတွေ့ရမှာဖြစ်ပါတယ်